တော့စစ်တီပြေပွားခရစ်တီကဲဘွားခရစ်တီကဲဘွားနေကိုဘယ်အခြေအနေတွေမှာရှာလို့ရမယ်ဆိုရင် upright ရော h equal to 0ဖြစ်တဲ့အခါမှာရဲ့နောက်တစ်ခု အဲ့ဒီ apply or age ရ undefined အထပ်ပိုင်းဖြစ်တဲ့အခါမှာရေမာ critical point ကိုဘာလို့လုပ်လို့ရမလဲဆိုရင်ရှာလို့ရနော် critical point critical point ကိုဘယ်မှာဘယ်ချိန်မှာရှာလို့ရလဲဆိုရင် apply or age ရ0ဖြစ်တဲ့အခါမှာဒါမှမဟုတ်လို့ရှိရင် apply or age is undefined အန်ဒါဖိုင်းဖြစ်တဲ့အခြေအနေမှာဒီမှာ chief critical point နော်အန်ဒါဖိုင်းဖြစ်တဲ့အခြေအနေမှာ critical point ရှိတယ်ဟုတ်တာတော့မှာဒီချက်ပြန်ကြည့်နော် critical point ကိုဘယ်အခြေအနေမှာရှာလို့ရလဲဆိုရင် ် Afrior AGR 0ဖြစ်တဲ့အခါမှာဒါမှမဟုတ်လို့ရှိရင် Afrior AGR is undefined undefined ဖြစ်နေတဲ့အခြေအနေမှာဆိုလို့ရှိရင် critical critical point ကိုရှာလို့ရတယ် critical point ရှိတယ်။အခုအဲ့ဒီ critical point ကအဲ့ critical point ဟာ FOH function fg ရဲ့ domain ထဲမှာရှိ function f f o a ရဲ့ domain ထဲမှာရှိအဲ့တော့ဆရာတို့ critical point ရှာတဲ့အခါမှာဒီ message ကလေးပဲမှာ fry of 8 is 0ဖြစ်တဲ့အခါမှာဒါမှမဟုတ်လို့ရှိရင် fry of 8က is undefined ဖြစ်တဲ့ခြေဒီမှာ critical point ရှိ Enterprise ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ဆရာတို့တင်ချာမှာ Enterprise ဆိုတာဘိုင်းကြီးမှာ0ဖြစ်သွားတာဒါ Enterprise ဖြစ်တာဟာ Applier ကြီးဘိုင်းကြီးမှာ0ဖြစ်သွားလို့ရင်ဒါဘာဖြစ်လဲဆိုရင် Enterprise ဖြစ်တာနောက်တစ်ခုအဲ့ critical point တွေက FOI ရဲ့ဘယ်ထဲမှာရှိရမလဲဆိုရင် domain ထဲမှာပဲရှိရ critical point တွေက FOI ရဲ့ domain ထဲမှာပဲရှိရ FOI ရဲ့ domain ဆိုတာဥပမာပြောရမယ်ဆိုလို့ရှိရင် FOI equal to 1 h minus 1ဆိုပါဘူးအဲ့ဒါဆိုလို့ရှိရင်ဒီ h က h minus 1နဲ့မတူရဘူးဒီ h ကဘာနဲ့မတူရဘူး h that's not equal 1နဲ့မတူရဘူး h က1နဲ့ညီမယ်ဆိုရင်ဒီကောင်ကဘာဖြစ်သွားမလဲဆိုရင်0ဖြစ်သွားပြီးတော့ဒီ f ဟော function ကြီးက undefined ဖြစ်သွားမှာဖြစ်လို့ h က1နဲ့မတူရဘူးအဲ့ဒီဒီကောင်ကဘာလဲဆိုလို့ရှိရင်ဆရာတို့က domain ပဲ function f of x ရဲ့ဘာဖြစ်လဲဆိုလို့ domain အဲ့တော့ avoid က function avoid က domain ထဲမှာ1မပါအောင်ဆိုရင် critical point မှာလည်းတပဲ1မပါအောင်ဘာဖြစ်လို့လဲဆိုလို့ရှိရင် critical point က avoid က domain ထဲမှာပဲရှိတဲ့အတွက်ကြောင့်နားလည်လားဒီနားလေးသဘောပေါက်သွားဖို့လိုတယ် avoid မှာ avoid က domain ထဲမှာ1မပါအောင်ဆိုလို့ရှိရင် critical point ကလည်း1မဖြစ်အောင်ဘာဖြစ်လို့လဲဆိုတော့ critical point က avoid ကဒိုမိန်းနေထဲမှာပဲဘာဖြစ်လို့လဲဆိုရင်ရှိနေရမှာပေါ့။ဒါလည်းပဲနော်။ ် avoid get domain ဆိုတာ function avoid domain ဆိုတာဒီတော့တိမ့်နော်တိမ့်နော်အဲ့ဒါဆိုရင်ကျွန်တော်ပုံစံတွေနဲ့တက်ရှင်းပြတာဟုတ်လား example sickly က find the critical point of abc abc သုံးပုတ်ကက critical point ကိုမလုပ်ပြရမယ်ဆိုရင်ရှာပြရ critical point ညာပြန်တော့မယ်ဆိုရင်ဘယ်အခြေအနေမှာရှိမယ်ဆိုရင် f prime of h equal to 0ဖြစ်တဲ့အခြေအနေမှာရယ် f prime of h enter point ဖြစ်တဲ့အခြေအနေမှာရယ် critical point ပြီးတော့အဲ့ critical point ဆိုတာက function ဒီ above ag ရဲ့ domain ထဲမှာပဲဗာဖြစ်နေတယ်ရှိနေရနော်ဟုတ်ပြီအဲ့ဒါဆိုရင် above ag က0ပြဖို့ဆိုရင်ဆရာတို့ပေးလိုက်တဲ့အကောင်ကိုဆရာတို့ကရှိတ်လိုက်တာပေါ့ဟုတ်လားနော်ဒီနော်ဒီက above ag ကဗာပေးတယ်ဆိုရင် a2 3h b ပြီးရဲ့သူ့ဆရာတို့ဘာလုပ်လိုက်လဲဆိုရင် a fly of h ဆိုရှေ့လိုက်တာ h ကိုရှေ့တော့ 3a square minus 3a ကိုရှိတော့ minus 3ရှိလိုက်ပြီ critical point ဖြစ်ဖို့အတွက်เนาะ for critical point ဒီအခြေအနေဒီမှာရှိရဒီ apply of ag ဟာ0ဖြစ်တဲ့အခြေအနေမှာရှိရနောက်က enterprise ဆိုတာတော့စဉ်းစားကြရမလို့ဘာဖြစ်လို့ဆိုတော့အပိုင်းကိန်းမှာမဟုတ်တာ အန်ဒါဖိုင်းဆိုတာပိုင်းချီမှာ0ဖြစ်တဲ့ကောင်မအန်ဒါဖိုင်းဖြစ်ဟုတ်လားအန်ဒါဖိုင်းတို့စဉ်းစားစရာမလိုဘူး apply ရော equal to 0ဖြစ်တဲ့အခြေအနေမှာ critical point ကိုဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ရှာလိုက်ဒါမှနော်အဲ့တော့ apply ရော8က0ဆိုရင် apply ရော8က 3a square minus 3 equal to 0 3d ကိုဘုံထုတ်ရင်တို့မထုတ်လို့ရင်ကျွန်တော်ဘုံထုတ်ရတယ် a square minus 1 equal to 0အဲ့တော့သတိရသွားစားတော့ a square minus 1 equal to 0အဲ့တော့ a square equal to ဘာဖြစ်လဲ1အဲ့တော့ h equal to plus or minus 1အဲ့တော့ critical point point ဆိုတဲ့အတွက်ကြောင့်မလို့ h နဲ့ y နဲ့ဘာဖြစ်လို့ဆိုပါမယ် h တန်ဖိုးနှစ်ခုထွက်သွားတဲ့အတွက်ကြောင့်မို့ y တန်ဖိုးနှစ်ခုရောက်ဘယ်မှာအစားသင့်ရ y ရမယ်ဆိုရင် f(x) ဆိုတဲ့ y ကအစားသင့် 哎喽，玩，爱西关路玩，你在干嘛？爱好玩，西关路玩就买那，你玩不啦？就西关路，那东西我不会买。我 two three，买那 three 不买。zero，zero，啊不，玩爱西关路，爱西关路买那玩你在干嘛？ alpha minus 1 2 minus 1 2 minus 3 minus 1 plus 2 2ဒီကောင်က -1 ဒီကောင်က2ဆိုတော့ဘာရမလဲဆိုရင်1ဒီကောင်ကဘာဖြစ်လဲဆိုရင်3 3 3နဲ့1နဲ့ဆိုတော့4အဲ့တော့ကျတော့အဖြေလေးတော့ထိုးပြဖို့လိုရမယ်။ तू က critical point မေးတဲ့အတွက်ကြောင့်လို့ the critical point ဟာ the credit point are ဘာနဲ့ဘာနဲ့ဖြစ်တယ်1.0 and 1.0 and 0 minus 1.0 4 minus 1.0 and 4ဒါက credit point နားလည်မလားနားလည်ပါနားလည်နော်ပီလေးက f4h equal to h minus 1 ပါဘူးပါဒါဆိုဘာလို့လဲဆိုရင်ရှင်း a flying of h equal to power ကိုရှင်းတယ်ဆိုရင် power ကိုရှင်းချလိုက်လို့2 by 3 2 by 3 power ရှင်းချပြီးလို့ရှိရင် to shot လိုက် h minus 1 2 by 3တွေကတစ်ထစ် shot တယ်ဆိုတော့တစ်ကိုလှုပ်လိုက်မယ်ဆိုရင်3 by 3ဆိုတော့ minus 1 by 3 minus 1 by 3ဒါတွေမကလေးဦးဆရာတို့က ဒီဝင်ရတဲ့ကောင်လေးကိုဘာလို့ပြရလဲထက်ရှိရအောင်ပဲအဲ့ကိုရှိရင်ဘာရမယ်ဆိုရင်1ဝါးကိုရှိကြော0 1နဲ့ဒီကောင်လေးတော့ဒီကောင်မရနော်အဲ့တော့ဗျာဒါလေးကိုတန်းတာပပဖြစ်သွားအောင်အပေါ်မှာဘာရှိမယ်ဆိုရင်2ရှိမယ်အောက်မှာက3ရှိမယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်လေးကိုအောက်ကိုဘာလို့လိုက်ဆင်းလိုက်ဆင်းလိုက်တဲ့ကောင်မှာ h 1 1 3ဆိုပြီ ားလေးသိတယ်။ဒါဟုတ်ပြီဒါချိန်ပြီးသွားပြီ။ critical point အတွက်နှစ်ခုကိုစဉ်းစားမယ်။နော်။ apply ရောအဲ့ကိုဆရာတို့0နဲ့ညီလိုက်မယ်ဆိုလို့ရှိရင်တွက်လို့ရလားမရလားဒီမှာကြည့်တာ။ဒီကောင်ကြီးကို0နဲ့ညီလိုက်မယ်ဆိုလို့ရှိရင်ဒီအောက်ကကောင်ကြီးကဟိုဘက်ကိုသွားစားလိုက်ရင်ဘာဖြစ်လဲ။0ဖြစ်သွား။2 0ဆိုတော့ apply or h 0နဲ့တွက်လို့မရအောင်အဲ့တော့နောက်တစ်နည်းစဉ်းစားမယ် ောက်တဲ့နေ့စဉ်းစားတဲ့အခါမှာဘာနဲ့စဉ်းစားမလဲဆိုရင် F5 ရော AG ကဘာဖြစ်ရအောင် under 5ဖြစ်တဲ့အချိန်မှာ critical angle ရှိအဲ့ဒါမှဖြစ်တယ်ဆိုတော့ဒီပိုင်းဝင်ကြီးကပိုင်းကျင်ကြီးကဘာဖြစ်နေရလဲဆိုရင်0ဖြစ်နေတာเนาะအဲ့တော့ F4 apply your h is under 5အဲ့ဒါပိုင်းပြတဲ့အချိန်မှာဘယ်အချိန်မှာအဲ့ဒါပိုင်းပြမလို့ဆိုရင်ဆရာတို့ဒီမှာပဲစဉ်းစားကြည့်လိုက် နော်ဒီကောင်လေးဒီကောင်ကြီးကိုအန်တဘိုင်းပြဖို့ဆိုဒီကောင်ကြီးကိုဆရာတို့ဘာနဲ့တွက်လိုက်မလဲ0နဲ့ညီပေးပြီးအိတ်တန်ဖို့ရှာမှာပေါ့မရှာသေးခင်စိတ်ကျွတ်နဲ့တွက်လဲရတယ်ရှာလဲရတယ်စိတ်ကျွတ်နဲ့တွက်တယ် DH နဲ့မှာဘာသွင်းလိုက်ရင်0ဖြစ်သွားမယ်ဆိုလို့ရှိရင်ပိုင်းချီ0ဖြစ်သွားတယ် H ညာမှာ1သွင်းလိုက်မယ်ဆိုရင်ဒီကောင်မှာဖြစ်သွားတယ်0ဖြစ်သွားမှာပေါ့အိတ်တန်ဖို့ဟဲ့လားအဲ့တော့ဆရာမတွက်တော့ဘူးနားလဲလားဟုတ်နားလဲ ဒီပိုင်းကြီးရဲ့ under fine ဆိုတာပိုင်းကြီးရဲ့အောက်မှာ0ပြရမယ်8တန်ဖိုးသာ1ပြမယ်ဆိုရင်ပိုင်းကြီးရဲ့အောက်မှာ0ပြပြီတော့ဒီ apply of ag က under fine ဖြစ်တာဟာအဲ့တော့စာမကြည့်မကြွတော့ဘူးเนาะအဲ့တော့ဘယ်ကောင်မှာ under fine ပြမယ်ဆိုရင်1 h equal to 1ဖြစ်သွားတဲ့အခါမှာဘာဖြစ်လဲဆိုရင် under fine ဖြစ်ဒါဒါဆိုရင်ကျတော့ဒီမှာ apply of ag ကို0နဲ့ပေးပြီးတော့8တန်ဖိုးရှာပြအောင် apply of ag အန်တဖိုင်းနဲ့မှဘာသာကိုရှာလို့ရမယ်ဆိုရင်အိတ်တောင်ကိုရှာလို့ရတယ်ဟုတ်ဟုတ်နော်အဲ့တော့အိတ်တောင်ကိုတည်သွားပြီးဝိုင်းရေးဖို့အတွက်ဒါဆိုရင်ဆရာတို့ကဝိုင်းတံကိုရှာဖို့လိုတယ်နားလည်မယ်နော်သိကြဟုတ်ပါဘူးဝမ်းအဲ့ရှိခွဲလူ1ဖြစ်တဲ့အခါမှာအခု1 equal to 1 minus 1 2 by 3 equal 0ပုံမှာဘယ်နဲ့တက်တယ်နေပါလဲရ0ဒါဆိုရင် the critical point is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  ဒီပိုင်းကိုရှင်းရတာလည်းเนาะဒီလိုလည်းဒီလိုပြည့်ွက်လည်းရတယ်ဒီလိုလည်းစိတ်ပြီးနဲ့ပြည့်လိုက်ရတယ်เนาะအစီ အမှန်တရား F4H equal to 198ကျဆင်းဒီမှာဒီ F4H ရဲ့ domain လေးကိုဆရာစဉ်းစားလို့လွယ်အောင်ဆရာရေးထားလိုက်အဲ့ကဘာမှဖြစ်အောင်ဇီးတို့လည်းမဖြစ်အောင်အဲ့ကဇီးတို့မဖြစ်အောင်ဆရာတို့ critical angle မှာရှိတဲ့ point ကိုရှာတဲ့အခါမှာလည်းအဲ့ကတန်ဖိုးက0ဖြစ်နေတယ်ဆိုလို့ရှိရင်ဆရာတို့က non critical angle မရှိဘူးဘာဖြစ်လို့လဲဆိုတော့ ဆရာတို့ရဲ့ critical angle ဆိုတဲ့ point ကဒီကောင်ရဲ့ domain ထဲမှာဘာဖြစ်လဲဆိုရင်ပါတဲ့အတွက်ကြောင့်ဟားလေအခု fashion ever ရဲ့ domain ထဲမှာဘာမှပါဘူးလေ zero ပါအဲ့တော့ဆရာတို့တွေ့လိုက်လို့ critical angle sorry critical angle စစ်စစ်နဲ့ပြောပါကြောခရစ်တီကယ်ပွိုင်းက0ဖြစ်မယ်ဆိုလို့ရှိရင်ဆရာတို့ဒီ domain ထဲမှာမပါတဲ့အတွက်ကြောင့်လို့ critical point ဆိုတာရှိတယ်နော်တွေ့ကြည့်လိုက်အဲ့တော့သူ့ကိုဆရာတို့ ရှိတို့လွယ်အောင်လို့ f4h equal to အဲ့ကိုအပေါ်တက်လိုက်မယ်အေးပါပါ minus 1အဲ့တော့ f ly of h equal to power ရှိချက်တစ်ချက် minus h power minus 2ဆက်လက်ပေါ်ပေါ်ဖြစ်သွားအောင် minus 1 by a square ဆိုပြီးတော့တောင်းရချက်ပြီးသွားပြီဖြစ်အဲ့တော့ဆက်လို့ကြည့်အောင် critical point ရှိဖို့ဆိုရင်အခြေအနေ၂ရက်မှရှိတယ် apply of h က0နဲ့ဒီရက်ခါ အဲ့ apply ရောအဲ့ကြီးကို0နဲ့ညီလိုက်မယ်ဆိုလို့ချင်းဒီ a square ဒီကဘာသွားလို့လဲဆိုရင်သွားမြောက်လိုက်မယ်ဆိုရင်0နဲ့ minus 1နဲ့ဝင်ဒီကောင်ရှာလို့မရအောင်အဲ့တော့ apply ရော a ကို enter ဖိုင်းဖြစ်တဲ့အခြေအနေမှာဘာလို့လဲလို့ဆိုရင်စဉ်းစားလိုက်ကဲဘယ်အခြေအနေမှာ enter ဖိုင်းဖြစ် apply ရော h is enter ဖိုင်းကွာအဲ့တံဘုပဲခါမှာ ် enterprise ဖြစ်အဲ့တော့ enterprise ဖြစ်တယ်ဆိုတော့အခြေအနေရနေလို့ဆရာတို့အိတ်တန်ဖို့ရှားပါเนาะဆရာတို့ကအိတ်တန်ဖို့မရှားတော့ဘဲနဲ့ဒီမှာအိတ်တန်ဖို့ဟိုဒီလိုစိတ်ကြက်တယ်ပဲတွက်လိုက်တာအဲ့ဒါဘယ်အခြေအနေမှာဖြစ်လဲအိတ်တန်ဖို့0 0ဖြစ်တဲ့အခြေအနေမှာကျတော့ကအန်တပိုင်းဖြစ်ပထမဦးစားပေးရမှာကတော့ apply ရောအိတ်ကအန်တပိုင်းဖြစ်တယ်ဆိုပြီးတော့အိတ်တန်ကိုရှာလိုက်လို့ရှိရင်အိတ်တန်ကို0ရတယ်ဆိုတော့ရှာ နော်ဆရာတို့ကစိတ်တက်နဲ့ရှာလိုက်တော့အိတ်တံမူကြီးလို့ဖြစ်တဲ့အခါမှာနှစ်ပိုင်းဖြစ်တယ်ဆိုပြီးရောင်းရတဲ့ဖြစ်သွားအားရမယ်နော်ကဲအိတ်တံမူကြီးလို့ဖြစ်တယ် decritical and critical point ဆိုတာကဆရာတို့က f for a ကဲ domain ထဲမှာပါသွားမှာ f for a ကဲ domain ထဲမှာ0မပါဘူးဒီမှာ0ဖြစ်တယ်ဆိုတော့ critical angle မရှိဘူးနားရလားအဲ့တော့ however သူ့တော်လည်းပဲအရှိကွဲတူ0ဟာ is not in the ဒီမှာမရှိဘူးလက်သူဆိုရင် differential ရဲ့ domain ထဲမှာမရှိဘူးနော်အရှိကွဲတူ0 is not in the domain of of the function function ရဲ့ domain ထဲမှာ h ဆိုတာ0ဆိုတာမရှိဘူးအဲ့တော့ဒါကြောင့်မလို့ထို့ကြောင့် there is no critical point critical point ဆိုတာမရှိဘူးဒါလည်းမနော်ကြည့်တဲ့ point ဆိုတာကမရှိဘူး။အဲ critical critical point ဆိုတာက ဖန်ရှင် FH ရဲ့ဒိုမိန်းနဲ့တော့ဖြစ်နေဆိုရင်ရှိနေရ H ကွယ်လူဈေးဆိုဆိုတဲ့တန်ဖိုးကဒီဖန်ရှင် FH ရဲ့ဒိုမိန်းနဲ့မှာမရှိတဲ့အတွက်ကြောင့်မလို့ critical point ဆိုတာမရှိဘူး။ဒါနော်။ဒါဆိုရင်သူနဲ့ဆိုင်တဲ့ exercise နိုင်ဖို့အတွက်ဒီကနံပါတ်2လေးကိုစက်ပတ်။နိုင်ဖို့အတွက်ဒီကနံပါတ်2 find the critical point critical point ကိုမလုပ်ပြရမယ်ဆိုရင်ရှာပြရမယ်။နံပါတ် A အာနံပါတ် A က FOH squared e a squared minus 2 a squared 5တော့ရှိလိုက်မယ် apply h squared 2 h minus 2ဘယ်အခြေအနေမှာရှိမလဲဆိုလို့ရှိရင် apply of a က0ဖြစ်တဲ့အခြေအနေမှာရှိဒါဆိုရင် apply of a က0ဖြစ်တဲ့အခြေအနေမှာရှိ apply of a က underline ကိုစဉ်းစားတဲ့အမလို့ဘိုင်းချင်မရှိတဲ့အတွက်เนาะအဲ့တော့ for critical angle အတွက် for critical angle white. Oh, sorry. Sorry, sorry, sir. This is it. That's all. Good. Pretty good. White. Good. အပ်ကြောင်းဝိုက်ကကျွဲလူဒီလိုလေဖြစ်နေ 2h 2 equal to 0တခါလဲဆရာတို့ထွက်လိုက်တော့ကွာ 2h 2 equal to 0ဆိုရှင် 2h equal to 0ဆိုတော့ဘာလဲဆရာတို့ထွက်လိုက်တော့ကွာ 2h 2 equal to 0ဆိုရှင် 2h 2 equal to 0 A 心拐拄弯，爱心拐拄弯，好不了。干了做的是，只只不会是那啥事。哎，罗关，关的木下头没关。A 心拐拄弯，你在干嘛？阿放，弯一拐拄，弯拄拐买那拄弯拄弯出来耍，哎，走路还要 one sit four two, four hello then pretty game one is A critical point is pale one comma four. four. Down, no? Okay. Eight. La vie a F O H equal to two plus C A square flat B H plus that. 这才有写来没？F Y H equal to three H square plus O B two H plus three plus zero. 刚刚是说，八进式的这叫 F Y H。 ကဒီလိုပြတဲ့အခြေအနေမှာပဲရှိတယ်။ for critical အနေနဲ့အတွက် for critical point ဟုတ်ပါ for critical point ဟုတ်ပါ apply or apply or h equal to 0 Hello. 3a squared plus 2h plus 3 equal ီဒီ equation မှာဆရာတို့ဘာလို့ရှားမှာလဲဆိုရင် eight ကိုရှားအားလုံးကိုဘာနဲ့ကျင်းလိုက်လို့ဆိုရင်3နဲ့ကျင်းလိုက်တဲ့အခါမှာ a square plus 4h plus 1 equal to 0အဲ့တော့ဒီကောင်းကြီးကိုကြည့်လိုက်ဒီမှာ eight ကိုရှားမှာ eight ကိုရှားဖို့အတွက်ဆရာတို့ကသုံးလုံးပြည့်နေချက်ချက်ကပွဲရတော့ချက်ချက်ကပွဲလို့ရနိုင်ရနိုင်လို့ဆိုရင်ကျတော့ chapter 1 complete number မှာ number မှာအသုံးပြုခဲ့တဲ့ complete method ကို အားလုံးကဆိုရင်သုံးလက်နော်အဲ့တော့နှစ်ကိန်းရှိပါ1ရှိရမယ် a square plus 4a နောက်ဆုံးကိန်းကိုတစ်ဖက်ကိုပို့လိုက်အိုင်းနဲ့အလဲကိန်းကိုနှစ်နဲ့စားပြီးတော့နှစ်ချက်တင်ပြီးနှစ်ဖက်ပေါင်းမယ်ဘယ်ညာပေါင်းမယ်နော်အဲ့တော့ a square plus 4a ဒီကိုနှစ်နဲ့စားတော့နှစ်ချက်တင်မယ်ဘယ်ညာပေါင်းမယ်နှစ်ဖက်ပေါင်းမယ် square အဲ့တော့မှာ perfect square လို့လိုက်မယ် a square က h plus က plus 2 square က2 the whole square equals 4 minus 1တော့ကြပါလားကြည့်တော့မှာကျတော့ဒီဘက်ကိုဆက်လို့ဘာလို့လဲဆိုရင် a+2 ကို square ပြောင်းရှင် a+2 ကိုလိုချင်လို့ရှင်ဟိုဘက်ကိုဘာလို့ရအောင်လဲဆိုရင် plus or minus square root 3ဆိုတာအားလိုက်မယ်နော်အဲ့တော့ဆရာဒီဘက်မှာဆက်ရေးလိုက်တယ်အဲ့တော့အဲ့လိုလိုချင်တော့ plus 2ခုဘက်ကိုပို့လိုက်မယ် plus 2ခုဘက်ကိုပို့လိုက်ရင် minus 2ဖြစ်သွားပြီးတော့ဒီဘက်မှာရှိတာက plus or minus 3အဲ့တော့အိတ်တန်ဘူးက minus 2 plus or minus root 3ဆိုတာရအိတ်တန်ဘူးရပြီဆိုလို့ရှိရင်ဆရာတို့က ဝိုင်းတံမိုးကိုရအောင်ရှာတော့မြန်မာစားသွင်းမယ်ဆိုလို့ရှိရင်အဖော်အိမ်မှာမလုပ်လို့ဆိုရင်စားတော့အဲ့တော့ကွမ်း A is equal to minus 2 plus or minus 2 root 3ဖြစ်တဲ့အခါမှာငါမကြီးလိုက်တော့ပဲမကမ်းပါဘူး F for H တောင်ပါသွင်းလို့ဆိုရင် minus 2 plus plus တစ်ခါသွင်းမယ် minus တစ်ခါသွင်းမှာပေါ့ I love you. Black. root three, Equal to Nyama. I love you. Black. Rudy. Tongda. Apa? Six minus two plus root three square apa? three into minus two plus three. Sorry, plus root three plus plus ဟုတ်ဒီကောင်ကဆရာတို့ဘာလို့တော့မဖြစ်ဘူးရှင်းအောင်ဒီကောင်ကိုရှင်းတဲ့အခါမှာသုံးချက်ကိုရှင်းတဲ့အခါမှာဆရာတို့အရင်အတန်းနေတော့တီးခဲ့တဲ့သုံးချက်ဟုတ်လား expansion အခြေဖန်လားသုံးချက်ဆိုလို့ရှိရင်1 3 3 1ဒီကောင်လည်းပြတ်မယ်အဲ့တော့ဒီကောင်လည်းဒီနဲ့ဖြန့်နေတာကကြာတယ်ဆရာတို့ကကူလာတာ၃ခွင့်ရှိတဲ့အတွက်ကြောင့်ဆရာကကူလာတာပဲ၃ပြီးတော့ပတ်တာနော် Rok oh, kegunaan listrik atau enggak? ိုက်တော့ဆရာတို့ဝင်းစာလေးရင်ရိုက်လိုက်ဝင်းစာ minus 2 minus 3 minus 2 root 3 root 3 error တွေတစ်ချက်နှိပ်ပြီးတော့ဝင်းပိတ်လိုက်မယ်အပေါ်မှာ၃တက်ကိုတည်ချင်လို့ရှိရင်၈ကိုနှိပ်ပြီးတော့ a square ကိုနှိပ်လိုက်၃တက်ပြီး plus ပြီးဘာလာမလဲဆိုလို့ရှိရင်6ဝင်းစာ error ရေးတစ်ချက်နှိပ်ပြီးတော့ဂွေလေးပြေးလိုက်မယ်နှစ်ချက်ကိုနှိပ်ချင်လို့လိုချင်ရင် x စကွဲလေးကိုနှိပ်လိုက်ဒီပါလာလို့ဆို plus ဝင်းစာ -2 plus √3 error ရေးတစ်ချက်နှိပ်ပြီးဂွေပြေးလိုက်မယ် plus အော် sorry ဒီတော့ဘာပါသေးလဲ သုံးပါဟုတ်လားညချလိုက်မယ် 3A 3A 3ကွင်းစာ minus 2 plus root 3 error တစ်ချက်နေပြီးတော့ဝင်ပြေးလိုက်မယ်လို့ရှိရင် plus tan ဒါဆိုဆရာတို့ဘာရအောင်လဲဆိုရင်20 minus 6 root 3ဆိုရအောင်20 minus 6 root 3ဆိုရအောင် 20 minus 0 3ဆိုတာပဲဆိုရင်ဂျာဟုတ်နော်အဲ့တော့ဒါကအပေါင်းကိုအစားသွင်းထားတာအနှုတ်ပေါင်းကိုအစားသွင်းလို့ဆိုကျန်တော့အနှုတ်ကိုအစားသွင်း1ဒါမှရေးတော့ဒီမှာ plus or minus ရေးထားတဲ့အတွက်ကြောင့်အပေါင်းတစ်ခုတင်ပြီးသွားပြီနောက်တစ်ခါအနှုတ်တစ်ခုကိုဆက်လို့ခါလုပ်လိုက်လို့ဆိုရင်တွင်းလိုက် f h minus 2 minus 3 Waduh. Mana tu? Mana root three, Rudri? Plus, plus three. Mana tu? Mana Rudri? Square plus three. Mana tu? Mana root three, Plus ten. Equal to. Apa yang ada di kau yang masuk sini? Nukar di plus zero tu ni boh. Ah. ါဆိုလို့ရှိရင်သူရှာခိုင်းတယ်ဆရာတို့ critical point ကြာနော်အဲ့တော့ဒါ critical point အာဝိုင်းအာဘာနဲ့ဘာနဲ့လဲဆိုလို့ရှိရင် minus 2 plus root 3 root 3 comma 20 minus 0 root 3 and 902-2 ,2 నడుకుంట మైన టూ మైన రూ 好的。